တေးတဲ့လူဆိုတေးနေပြီဆရာတော့ကို့ဘာကိုစိတ်ထိန်တာလို့အောင်းဟာလုပ်ရတဲ့ရှိသေးရမေနဲ့တွေ့ရအောင်မယ်ဘေးနဲ့တွေ့ရအောင်မိသားစုနဲ့တွေ့အောင်ငါတေးလို့မဖြစ်ဘူးဆိုရယ်စိတ်ထိန်ထားလို့ဒါအသက်ရှူကလူကမမှန်တော့ဘူးဘူးမမှန်တော့ဘူးဟိုဘာမှမသိတော့ဘူးလေပုံမှန်ဖြစ်နေရကို့ဘာတတိလက်လွတ်နေတဲ့အချိန်တွေဖြစ်နေတယ်အမင်းကြီးကလည်းစီးအောင်လည်းရောက်အောင်ဆရာဝန်ကျွန်တော် အရေးပေါ့အတိုင်းနဲ့ဘာဖြစ်တာလဲသူစေးမတန်းကြီးအောင်အရေးကြီးတယ်ပုံမှန်လည်းပြောတယ်ထုလိုက်တာနဲ့ခံလိုက်ရဟုတ်တယ်ကျွန်တော်စာအုပ်ဆက်ထုလိုက် အာတို့ အာတိတယ်တဲ့အဲ့လို तू ကဆရာဝန်ကိုကြီးလိုက်တဲ့ပုံစံကဆရာဝန်ကလည်းအကျဉ်းသားဖြစ်တဲ့အတွက် तू ကလည်းနားလဲတယ်ဒီလိုလူတွေရောက်လာတေးမယ်ဆိုတာသိတယ် तू ကလမ်းနေပြီအဲ့ဒါကမဟုတ်တော့အရေးကြီးတယ်နော်တဲ့ तू အားလုံးအစမ်းစမ်းရအောင် report လုပ်တယ် report လုပ်ပြီးတော့မှဟုတ်ပြီနော်တဲ့ဒီမှာနော်တဲ့ဟောကျွန်တော်သူတို့တိုင်ပင်နေတာကျွန်တော်တွေ့တယ်ကျွန်တော်စမ်းသက်တယ်ကျွန်တော်စေးကောင်းစားတွေဒါတုံးရမယ်ဆိုတော့သူတို့အဲ့မှာပြောနေကြတယ်စေးကောင်းအဲ့မှာကျွန်တော် CDN အခုတည်သွားတဲ့ရေတက်ကတယောက်ရဲ့ကတင်ပေါ်မှာကျွန်တော်နေရာလည်းမရှိတော့အဲ့ဒီမှာနှစ်ယောက်ကျွန်တော်အဲ့မှာဒဲခိုင်းတယ် ကျွန်တော်ဆေးကောင်းစားထိုးပေးတယ်အဲ့ဒီဆေးထိုးလိုက်တော့ကျွန်တော်အသက်ကြီးကတဖြည်းဖြည်းပုံပုံမှန်ဖြစ်လာတယ်ပေါ့နော်ပုံမှန်ဖြစ်ပြီးတော့ကျွန်တော်နေလို့ထိုင်လို့ကောင်းလာတဲ့ဆရာဝန်ကအေးတော်သေးတယ်တဲ့အဲဆေးကောင်းလို့တဲ့သူကကိုယ်တိုင်ကျွန်တော်လာပြောတာဆေးကောင်းလို့တဲ့ဆေးအကောင်းစားတွေတုံးလာတာတဲ့အများကြီးပဲတောက်ရတယ်ဆေးတွေအဲ့တော့သူကဘာလာပြောလဲဆိုတော့ကျွန်တော်နှလုံးနဲ့ကြွက်သားရဲ့ကြားထဲမှာကြွက်သားတွေးကြော်တွေရှိရတဲ့အင်မတန်မှငယ်တဲ့မိုက်ခရိုလို့တော်တော်ပေးတဲ့ကြွက်သားတိတိလေးတွေအဲ့ဒါကိုသွားထိတာတဲ့သွားထိတော့အဲ့ဒီကနေ့ ပြက်သွားတွေကကြောင်ပြီးတော့ရှင်ဖက်နဲ့ဟိုအသက်ရှိသွားတယ်ကြက်ကြက်သွားတာဖြစ်တယ်ပုံမှန်မဟုတ်လို့ကြီးထွားတာတော့အဲတွေးကြော်လေးတွေကကျင်းပြီးတော့နာတာပေါ့အောင့်တာပေါ့တဲ့မနေ့ကျရင်လည်းထုတ်ပေးအောင်မယ်နော်တဲ့ပြောတော့အဲ့လိုလည်းပြောဟိုကျွန်တော်တက်တာသွားတာလုံးဝကိုတော်တော်ကောင်းသွားတာကံကောင်းသွားအဲ့ဒါတွေးကြော်ထိသိထိလို့နော်တဲ့တော်သေးတယ်တဲ့တွေးကြော်သားမရှိရင်အောက်ကနှလုံးသားနည်းနည်းလေးတန်ရရသွားမယ်ဆိုတော့ဟိုကဖြစ်နိုင်တယ်ပေါ့နော်ဟို စီလဲကုမီရာတော့မဟုတ်ဘောเนาะဟောအဲ့တော့မလွယ်ဘူးဘောเนาะဒါသွေးကြောထိလို့တက်မှန်နေကျွန်တော်ရိုက်ပြေးတယ်မနေ့ကျတော့ဟောပြာကြီးပြာနဲ့အဲ့ဒီရိုက်တဲ့တကြီးရောကျွန်တော်အဆောင်ကဝင်ထန်းရောတကြီးနှစ်ယောက်ဓာတ်ဥစားလာပြီးတော့ကျွန်တော်ပြောလိုက်တာတိသွားပြီလေကျွန်တော်ပြောလိုက်တူကျွန်တော်သတင်းထောက်မှအဲ့မှာတိတယ်ဟောကျွန်တော်သတင်းထောက်မှအဲ့မှာတိတယ်အာသူကပြာကြီးပြာနဲ့လာပြီးတော့အားလေအကိုလေကျွန်တော်မတိလို့ပါဗျာတောင်းမှန်ပါလေဗျာအလောက်ဖြစ်သွားမယ်လို့ဟိုဟာတကြီးတွေရောဝင်ထန်းတွေရောကျွန်တော်ဟိုခါခါရရပဲဟိုတတင်းအားတော့မထွက်သေးဘူးဗောနော်အင်း ဒါကျွန်တော်သတင်းနောက်လို့ပြောလို့သူတို့ကတော်တော်ဟိုဖြစ်သွားတယ်သတင်းနောက်မှမသိတာမသိပထမတော့အားတေးလူတွေကလည်းသိတယ်ဒါပေမဲ့ကျွန်တော်လည်းမပြောပါဘူးအားလုံးကျွန်တော်ပါကျွန်တော် incident နေတာအဲ့မှဟိုအဲ့တော့သူတို့ကတောင်းမှန်နဲ့ပြန်ပြီးတော့ဟာဒါဟိုမိသားစုပြောပါနဲ့အားဒါကိုတော်တော်ကြက်လန့်သွားတာပေါ့နော်သူတို့ကလန့်သွားပြီးတော့မိသားစုကိုပြောပါနဲ့ပြောပါအဲ့လိုကြီးကြုံခဲ့တယ်ပေါ့နော်အဲ့တော့သူတို့အဆောင်မူကနေပြီးတော့အဲ့လိုလေးလောက်တော့ကျွန်တော်ကနေပြီးတော့ အာကျွန်တော်အဲ့အဲ့မှာ main team မှာကျွန်တော်တခုရှိသေးတယ်ဗျာဘာရှိခဲ့တော့ဒီဆေးရုံမတက်ခင်အရေးပေါ်မဖြစ်ခင်မှာအဲအော်အရေးပေါ်တက်ပြီးတော့အရေးပေါ်တက်ပြီးတော့ဟုတ်တယ်အရေးပေါ်တက်ပြီးတော့ကျွန်တော်ကိုအဲ့ဒီမှာဆရာဝန်ကအစီအကောင်းသားပေးတယ်ပေးပြီးတော့ပေးလိုက်တဲ့ဆေးတွေကအကောင်းသားမဟုတ်ဘူးအကောင်းသားမဟုတ်အကောင်းသားမဟုတ်တော့ကျွန်တော်ထပ်နာလာပြန်ရောထပ်နာလာကျွန်တော်သွားပြီးတော့ပြရတယ်အဲ့ဒီမှာဆရာလို့ဖို့ဆေးမရဘူးလားကျွန်တော်ဒီဆေးနဲ့မတက်တာဘူးနော်လို့ဆိုတော့အေးပါဆိုတော့သူတို့ အကောင်းစားမပေးဘူးဆရာကျွန်တော်ဒုတိယအကြိမ်သွားတယ်ကျွန်တော်နောက်စီတမျိုးပေးလိုက်တယ်ပေါ့နော်နောက်စီတမျိုးပေးတော့ကျွန်တော်မတက်တာကိုအစီတောက်လာတယ်အဲကျွန်တော်ပါဆယ်မှာမရတော့ဘူးမဖြစ်တော့ဘူးဆိုညီလေးကိုကျွန်တော်ညီလေးကိုမေးတော့မပြောနဲ့ကိုကြီးဒါရိုက်ခံရလို့အိမ်ကဆရာဝန်ပြောလို့ကိုစီပေးဖို့အဲ့ဒါကိုဘေးနားကနေပြီးတော့ပါဆယ်ဌာနမှာမင်းကြီးမှလှုပ်လှုပ်တဲ့ကောင်တကောင်ပေါ့နော်အဲ့ဒီကောင်ကကျွန်တော်ကြားလဲကြားအောင် ကျွန်တော်ကသူချိနေတာကိုသိတယ်တိတိနဲ့ကျွန်တော်ကအစကားပြောလိုက်တာထောင်ထဲမှာအခုနကတော့ပြောတယ်ထောင်စကားမပြောရအောင်ထောင်ထဲကပြန်မယ်ပတ်စံစကားမပြောအောင်နိုင်ငံရေးမပြောအောင်ဆိုတော့ကျွန်တော်စပီးလဲပြီးတော့အကောင်ခေါ်ပြီးတော့ဒါကြီးနဲ့မင်းနာမည်ပါတယ်မင်းဘယ်မှာနေတာလဲအားလုံးမှတ်ပြီးတော့ကျွန်တော်စာရွက်လေးကိုကျွန်တော်ဒါမင်းကြီးကြောင့်မင်းမင်းကြီးရဲ့လူတွေကိုပေးလိုက်တော့ကျွန်တော်စာရွက်လေးပေးလိုက်တယ်အဲကျွန်တော်လည်းပေးလိုက်တာပေါ့အဲအဲ့ဒီကျွန်တော်ဘင်းနာမှာတယောက်ကလိုက်ပြီးတယ်တယောက်လိုက်ပေးလိုက်တော့မင်းကြီးကောင်လည်းဖြွင့်ကြည့်လိုက်တော့ဟာ ဝိုင်းနေတယ်ကောင်းအောင်ပုံစံကျွန်တော်ချက်ချင်းပဲပုံစံထိုင်ခိုင်းအထိုင်တယ်ဘောကျွန်တော်မိုးရွာတာနဲ့ထိုင်လိုက်တယ်ဘောပုံစံအမေဒီဟာတွေမသိဘူးလားရောကျွန်တော်ကံတော့မယ်ကြောက်တော့မယ်အရှင်တွေမှာပဲဟိုကောင်တကောင်ကဘာပြောလဲဆိုတော့ဟိုပုံစံထိုင်ဒီလိုလူထိုင်ရတာဟုတ်တယ်ဟုတ်တယ်ဟုတ်ကျွန်တော်ထိုင်နေလိုက်တယ်ကျွန်တော်ထိုင်နေလိုက်ထိုင်နေလိုက်တယ်ဆိုတာကသူတို့ကဟိုဖြစ်လို့တော့မဟုတ်ဘောဆရာကျွန်တော်ထိုင်နေလိုက်တယ်ဆိုတာကျွန်တော်တော်တော်ဟိုက အသက်ရှူရတာမမှန်ရှင်ဘူးဖြစ်နေတယ်။သူတို့ကျွန်တော်အတိတ်မပြောနိုင်တော့လို့ပြောနိုင်လို့ကျွန်တော်ထိုင်ပေးလိုက်တယ်။ဒါပေမဲ့ပုံစံထိုင်လိုက်သူတို့ဘလူးပုံစံပုံစံမျိုးမဟုတ်ဘူး။အပြင်းမဟုတ်အပြင်းမဟုတ်ကျွန်တော်ထိုင်ခိုင်းတာပုံစံဆိုပြီးမှကျွန်တော်ပုံစံနဲ့ထိုင်နေရတော့မဟုတ်ကျွန်တော်ပထမတော့လူလို့နောက်တော့ကျွန်တော်အေးစင်းနေလိုက်။အာမင်းဘာလဲလို့လဲ။တတင်းတော့ပဲတတင်းတော့လုပ်တယ်လို့တတင်းတော့လုပ်တာလားတတင်းတော့လုပ်လုပ်တယ်ဆိုတာမှ तू ကတတင်းတော့လုပ်ကြတယ်ဆိုတာမှကျွန်တော်ဟာဒါအမင်းဘာလို့ဒီဟာကြီးကိုတွတ်ပြောရတာလဲတဲ့ဆိုတော့ကျွန်တော် အေးနေပြီဆရာရဲ့အေးနေတော့ဒီနှခမ်းနေမဲပြီးတော့တုံနေတယ်ဒီလိုသူတို့ကဟိုကဖြစ်လို့တုံနေတာပေါ့ကျွန်တော်ဘိုးလေးရွာနေလို့ဘိုးရွာနေကျွန်တော်တုံနေပြီဒီဟာတွေကကြီးကြီးတိုင်နေဘိုးချမ်းနေအင်းဒီဒီအောင်ဆူရွံ့နေအဲ့ဆိုကျွန်တော်ပုံမှန်ကြည့်ပြီးတော့ချမ်းနေလာတဲ့အမှထိုင်ကုန်မှထိုင်တော့တဲ့အမှအောက်မှထိုင်တော့နေတဲ့ထိုင်ကုန်မှထိုင်တော့တဲ့တင်းထောက်လာတဲ့တင်းထောက်ဆိုဟုတ်ပြီတဲ့ခဏထိုင်အောင်တဲ့အာမင်းကကွိုင်မဲတဲ့ခမားကစားပြီတဲ့ကျွန်တော်တို့ကိုလာပြီးတော့အလုတ်ချုပ်ခိုင်းပြီတဲ့ခမားခဏနေလို့အဲ့ဒီမင်းကြီးက ဝန်ထမ်းတွေကိုတွားပြီးတော့သူကတရင်ပို့ရတယ်အဲဒီအကျဉ်းသားတွေကအခုနောက်မင်းရသာအဖွဲပေါ့ဆရာမင်းရသာအဖွဲရကောင်းနေပေါ့အဲမင်းရသာအဖွဲရကောင်းနေအဲ့ဒီမှာဟိုကတွားပြီးတော့ဝန်ထမ်းကိုတွားပြီးဝန်ထမ်းကလန့်သွားဒီကောင်ကတရင်နောက်ဆိုပြီးတော့လည်းရေးလိုက်လားမသိဘူးတရင်နောက်ဆိုပြီးတော့လည်းရေးလိုက်တယ်အဲ့တော့ကျွန်တော်နာမည်နဲ့ပြီးတဲ့လူတွေကလည်းသိရင်လည်းဒီမှာကျွန်တော်ခေါ်လိုက်တယ်ဝန်ထမ်းတွေကပုံမှန်ကြည့်လိုက်တာနဲ့ကျွန်တော်ကလည်းသူတို့ကျွန်တော်ရုပ်ကား AC ပဲပုံမှန်အတိုင်းပဲဆိုတော့ကြည့်လိုက်တော့ခင်ဗျခင်ဗျ ဘာယောဂဖြစ်နေတာလဲကျွန်တော်မနေ့ကအဲရိုက်ခံဒီလိုလို့ဒါဟိုဟာဖြစ်လို့အိမ်မှာဆေးတောင်းတာလို့ဆေးဝင်လည်းမရဘူးလေလို့ဆိုတော့အဟုတ်လားတဲ့အဲသူခဏနေဟိုဟိုဟိုဟာဥသိကိုကျွန်တော်အရှင်မှာပဲဥသိရဥသိရကျွန်တော်ကိုသိတာသူတို့ကသိတာမဟုတ်ကျွန်တော်ဥသိရသိတာဘာလို့လဲ2021မှာကျွန်တော်တို့ကဒီတိုက်ပိတ်ခံရတာတွေဘာတွေကသူကိုယ်တိုင်ကျွန်တော်တို့ကိုအတ်တိုက်ထဲမှာထည့်လို့ကျွန်တော်ပုံစံကြည့်လိုက်တဲ့စိုးရသာထုံးဆိုတာသူနာမည်ကြားလဲကြားရောဟိုအဲသူ့ကိုဆေးုံဆိုတန်ပို့လိုက်တော့တဲ့အခုအဝင့်လဲတော့တဲ့ဆိုတော့ ကျွန်တော်ပြီးတယ်အဲ့ချိန်တည်းရမယ်သူ့ကိုလည်းကျွန်တော်မှတ်မိတယ်သူလည်းကျွန်တော်ကိုမှတ်မိရင်မှတ်မိမှာနာမည်ကြားလိုက်တာနဲ့သူကစစ်ကြည့်တော့ကျွန်တော်ချိုးလိုက်တယ်အဲ့တော့သူ့အမြန်သွားပြီးတော့အင်ဂျင်လဲခိုင်းတော့သူကျွန်တော်ဒါဆိုရင်ဝန်းရရခမည်းအင်ဂျင်သွားလဲတော့မင်းနဲ့တော့မခေါ်ဘူးခမည်းအင်ဂျင်သွားလဲလိုက်တော့မင်းကြီးကកောင်းပြောလိုက်တယ်သူ့တကြီးပါသူ့ကိုရိုက်တဲ့တကြီးကိုခေါ်ခဲ့တယ်အတော့နိုင်ငံကြီးကတမားတွေကတကယ်နဲ့အပြင်ထွက်လို့အဲ့တန်ရအဲ့တကြီးကပြုတ်နိုင်တယ် ဒါပေမဲ့အဲ့ဒီမှာကျွန်တော်ပြန်လာပြီးတော့တန်စီဆိုတာကဟိုဘောတန်စီတန်တန်စီပေါ့အဲ့ဒီပေါ့တန်စီကျွန်တော်တို့အခန်းထဲကတန်စီပေါ့တန်စီပေါ့နော်တန်စီရောအကြီးဆုံးပေါ့ကျွန်တော်ကြိုက်တဲ့တယောက်ပေါ့အဲ့ဒီမှာပြန်လာတော့ကျွန်တော်တို့ main gear အကျဉ်းသားတယောက်ကနေပြီးတော့အဲ့ဒီ main ကသာအဖွဲကတယောက်ကနေပဲကျွန်တော်တို့ခေါ်လာတဲ့တကြီးနဲ့ကျွန်တော်ခေါ်လာပြီးတော့အဲကျွန်တော်ရက်ခိုင်လာတယ်ခမားအမှန်နေတဲ့တကြီးကတူလို့နာတယ်မင်းလာကွာလေရိုက်တယ်ပေါ့မဝင်နိုင်နေရမင်းလာကွာရိုက်တကြီးကဒူးထောက်သွားတယ်ဒူးထောက်သွားတယ်ထိုင် သေတော့မယ်အသူပြောလိုက်တာခမားဟိုဘက်ကိုသွားနေလိုက်တယ်သူတို့တကြီးကိုဘာတွေပြောလဲတော့မသိဘူးကြီးတော့တခုတော့ဆူလိုက်မယ်ကြီးတော့ဆူလိုက်ကျွန်တော်ကလည်းတင်းထောက်လို့ပြောလိုက်တာလေတင်းထောက်လို့လည်းပြောလိုက်တယ်အဲကျွန်တော်အဲ့ main team မှာလည်းဝင်ထမ်းကထပ်မိတယ်ခမားဘာလုပ်တာလဲတင်းထောက်ပါလို့ကျွန်တော်ယူစီမှာအတူတန်တင်းထောက်ပါလို့ဆိုတော့အဲ့တော့ဟုတ်ပြီလေဒါဆိုခမားဟိုဘက်သွားနေလိုက်သူ့ကိုတော်တော်ကျိန်းနေသူ့ကိုကျိန်းနေတော့ကျွန်တော် အဲ့ဒီဟာဘာသူတို့ပြောမှာပေါ့နော်ဒီအတန်လေးကြားရင်ခင်ဗျားမသိဘူးလားဒီမှာထောင်ထဲမှာလောလောဆယ်ဒီဟာတွေပါတယ်ကြားရင်ဒီထောင်တွေကပဲခေါင်းစားတာတွေပါတယ်တဘောကနေရောက်လာရင်အဲ့လိုပဲကျွန်တော်တွားပြီးတော့ကျွန်တော်တို့ပုံမှန်မင်းကြီးကပတ်ရတာကိုမပတ်ခိုင်းတော့ဦးဒီကသူ့ကိုတခါတည်းပို့တယ်မင်းဒူနာပေတော့မယ်လေတွားပြီးတော့အဲ့ဒီမှာဦးဒီကတခါတည်းစေးအောင်အုပ်ကြီးကိုတခါတည်းဖုံးဆက်တယ်သူကဖုံးဆက်ပြီးကျွန်တော်စေးအောင်အုပ်ကြီးကလည်းကျွန်တော်ရုံးခန်းထဲခေါ်ပြီးတော့ဒီနေ့နဲ့မင်းဒီမှာနေရှင်တာတဲ့ ကျွန်တော်ရှိမှနေလို့ရပါတယ်နော်တဲ့ဟိုခမားသဘောပါပဲတဲ့များဘာလို့ရှင်လဲကျွန်တော်မနေရင်လို့စဉ်းရောတော့ကျွန်တော်အခန့်ဟုတ်ပြီတဲ့မင်းတကြီးရှိလားတကြီးကိုခေါ်လိုက်တကြီးကဝင်သူ့ဘာလို့မှမခိုင်းနေတော့တဲ့မလာလေဘာလို့ဘာမှမခိုင်းနေတော့တဲ့ဘာလို့လို့ပါလဲလို့ကျွန်တော်တို့အဲ့ဒီမှာနေတော့ဆိုရင်ကိုတောင်ဝင်လေးရှိတာပေါ့တဲ့ရှင်ဘုံတယ်ပေါ့ဒါအပန်းမကြည့်ဒါထိုင်တောင်ဝင်နေခိုင်းတာမဟုတ်ကျွန်တော်လိုက်ပြီးတက်သွားနေအခွဲတန်းလေးလောက်ထားတာဟိုအကန့်ထဲမှာကျွန်တော်ကပါကင်နေပါတယ်ဒီဟာတွေရိုက်တာတွေပါတယ်မှာ ဝင်ကိုရတာပေါ့နော်အဲ့ဒါဒီမှာသူ့ဘာမှမခိုင်းနဲ့တဲ့သူ့ကိုငါဘာမှမခိုင်းတော့နဲ့တဲ့သူအလေးပင်နာမလို့မရဘူးသူကြည်အောင်စိတ်ချပါတယ်ဒါမဲ့လေကျွန်တော်ဒုက္ခနေတလားလောက်နှစ်လားလောက်မှာသူကဒုက္ခနေပါတယ်ကျွန်တော်တော်တော်လေးတတ်တာသွားပြီတတ်တာသွားတော့ကျွန်တော်မခိုင်းတာတွေပါတယ်ဒါကြောင့်အဲ့ဒီရောင်ကရှိတယ်ပေါ့နော်အဲ့လိုတော့ကြုံခဲ့ရတယ်မင်းကြီးမှလည်းအဲ့တော့ဘာမှတော့မဖြစ်ခဲ့ဘူးပေါ့နော်အဲ့ဒီအဲ့ဒီတော့ပြဿနာရင်တော့ကြုံခဲ့တယ်ကြုံခဲ့တယ်ပေါ့နော်ဆရာဒါမဲ့ကျွန်တော်က ဟာအဲ့လိုမျိုးဟိုဟာဖြစ်လို့ဟိုဟာလားဆိုတော့မဟုတ်ဘူးသူတို့ပထမတော့ဟာလုတ်ခဲ့တဲ့ဟာတွေရှိတယ်အော်တင်းကျက်တဲ့ဟာတွေရှိတယ်ငါးအောင်မခွဲရတာတွေရှိတယ်ဟိုရိုက်တာတွေရှိတယ်ရှေ့ကနေရိုက်တာတွေအဲ့လိုမျိုးရိုက်လိုက်လို့အဲ့လိုမျိုးဖိနှိပ်တာတွေရှိတယ်ဒီပြည်နိုင်ငံရဲ့အကျဉ်းသားတွေကိုတအားကြီးမင်းချင်းမှာလူမဆန်းစွာဟိုတေလူမျောပါရိုက်တဲ့လူတွေရှိတယ်မင်းချင်းမှာတေတဲ့လူတွေရှိတယ်ဝင်ဝင်ချင်းရိုက်ပြီးတော့တေတဲ့လူတွေရှိတယ်ပေါ့နော်နိုင်ငံရဲ့အကျဉ်းသားဆိုထူထောင်ထားငါလုတ်တယ်ပေါ့နော်ဒါမဲ့ကျွန်တော်ကိုကြတော့သူတို့ဥပီးကတချို့ဥပီးကတိတဲ့အခါကြတော့အခု ဒုတိယဥသီပေါ့အခုလက်ရှိဥသီတော့မဟုတ်တော့ဥသီ၈ဆန်းပေါ့ဆိုလားအဲ့ဒါကျွန်တော်စေးရောအဲ့လိုမျိုးပြင်းပြထန်ထန်တက်ခရရတယ်ပေါ့နော်အဲ့လိုသူတို့ရိုက်တဲ့ဟာဒီကြောင့်ပေါ့နော်ຫນွေဥတော်လန်ရေးဆိုရဲဒီစကားလေးကြောင့်ဟိုဒီရိုက်ခံပြီးတော့အဲ့ဒီဒဏ်နဲ့အဲ့လိုမျိုးဒါတော့ဒါကျွန်တော်တခါမှဒါပြောတာတော့မရှိသေးဘူးပေါ့နော်ဟို social ပေါ်မှာလည်းကျွန်တော်တင်တာမရှိဘူး အခုမှပဲဆရာနဲ့ပြောခေါင်းပါတယ်အဲ့ဒါပေါ့နော်ဒါတေချာတာတခုကကိုယ့်ရဲ့အတွေ့အကြုံရတယ်လို့ရှင်နံပါတ်1ကပါဆိုတော့နိုင်ငံရေးအကျဉ်းသားဖြစ်တယ်နံပါတ်2ကသတင်းထောက်ဖြစ်တယ်ဟုတ်ကဲ့ဟုတ်အဲဟုတ်ဖြစ်တယ်ကိုယူးယူးသားနိုင်ငံရေးလို့လို့ထောင်ကြတယ်အဲ့တော့ထောင်ကအကုန်သိရဒီကောင်ထောင်ကနေအယူးတွေကိုဒီကောင်တွေသိရဟုတ်ဟုတ်အဲ့ဒီကောင်တွေကနှိမ့်ဆက်မဲ့ဖိနှိမ့်မဲ့ဒါပေမဲ့ဟာဒီကောင်နိုင်ငံကြီးကကြာနိုင်ငံကြီးကကြာသတိထားတယ်ဟုတ် တော့ဟာဒီကတဒင်းထောက်ဒင်းထောက်ကဒင်းထောက်ကဘလို့နီးနေဘလို့သူနီးစနစ်သိတယ်တင်းပို့တယ်နီးပြအဒီကောင်နီးပို့ရင်တော့ငါတို့ကကိုရဲပြီငါတို့သိပြီးတော့အဲ့ဒါမှာသိရင်ပို့ဆိုးမယ်အဗမာကြီးမှာဒင်းထောက်ဘယ်နှယောက်သိသွားတယ်ဘယ်နှယောက်ဖမ်းခံသွားအမြဲတမ်းဒင်းကနိုင်ငံတကာကိုတက်တယ်လေအဲ့ဒါတွေဒီကောင်နီးကြောက်လန့်ပြီးကြွတ်ကျဲပြီးတော့အကန်ကောင်းသွားတယ်အနေမဆိုချင်ငါညီကထောင်ထဲမှာအသက်ပါလာမှမဟုတ်ဘူးပါလေမောချီဖြစ်တဲ့ကွာတဖြည်းဖြည်းနဲ့ကန့်ပြီဟုတ်တယ်မောချီဖြစ်တဲ့ကွာနှစ်လသုံးလလောက်ပေါ့နှစ်ထောင်ထဲမှာနှစ်လသုံးလမှာ သူတို့ပထမတော့ကျွန်တော်တို့ဆေးလည်းမပေးဘူးအဟိုအပြင်ကလည်းကျွန်တော်ဆေးရတာမဟုတ်ဝါရှင်စဖြစ်တယ်ကသူတို့ကဆေးမပေးသေးဘူးဆေးမပေးတော့နောက်ပိုင်းတဖြည်းဖြည်းကျွန်တော်ပုံမှန်မူမမှန်တော့ဘူးမမှန်တော့ဖြစ်ခါမှာကျွန်တော်နန်းလည်းမလျှောက်နိုင်တော့ဘူးเสียเออโอ้ไอ้หน้ามานี่เว้ยจนยัดพี่တော့เว้ยဒီတိုင်းนี่เว้ยဒီလိုလေးအရှိ့ကိုတလန်းသွားဖို့ဆိုတော့မနေသွားနေရတယ်ကျွန်တော်ဘွားကြီးအဲ့လိုကြီးဖြစ်သွားတယ်အဲ့လိုဖြစ်တဲ့နောက်ပိုင်းမှာမှာသူတို့ကကျွန်တော် စေစားပေးစေစားပေးရတော့ကျွန်တော်ကအဲ့ဒီမှာသူတို့ကဘာပေါ်လာလဲရှင် ကျွန်တော်ကစီးကြောင်လဲပါတယ်လေစီးစီးတွေပေးတယ်ကျွန်တော်တေးပေါက်သွားရင်အာကြာမလားပေါ့ဆရာအဲ့အဲ့ဒီအမှန်တော့မဟုတ်ဘူးကျွန်တော်ပါဆယ်လက်ပြတ်သွားတော့မိသားစုနဲ့ဟိုဂျားထဲမှာဝင်ထမ်းကနေပြီးတော့ပတ်စံနေပါတယ်အဲ့ဒီသူတို့ရဲ့ကော်ရီလက်ဆမ်းမှုကလည်းတားရှိတယ်သူတို့လက်ဆမ်းမှုကအဲ့ဒီဝင်ထမ်းတွေကအိမ်ကပေးလိုက်တဲ့ပတ်စံကကျွန်တော်ကိုယ်တိုင် ကြုံခဲ့ဘူးလားအဲ့ခဏသိန်းလုံးဝင်ထမ်းကလာမပေးဘူးအဲ့အမှန်တော့အိမ်ကပေးလိုက်တယ်အဲ့ဒါကိုကျွန်တော်ရှိမရောက်တော့ကျွန်တော်ပါဆယ်တွေပါတယ်ပြတ်ပြီးတော့ ဟိုကျွန်တော်ဟိုဟာပတ်စံတွေပါလေမရတော့ဘာမှဟင်းတွေပါလေရှက်စားလို့မရတော့အဲ့ဒီဝေဒနာတွေကြောင့်ပေါ့နော်ကျွန်တော်ဒီလိုမျိုးဖြစ်တယ်ဖြစ်ပြီးတော့မှသူတို့ဆေးလက်တော့လုံးလုံးမပေးဘူးပထမတော့နောက်ပိုင်းမှာဆေးပေးတယ်နောက်ပိုင်းမှာဆေးရုံမရောက်ဘူးတဲ့ဆေးရုံကြီးရောက်သွားတာကျွန်တော်ဆေးရုံဆိုတာတခါမှမမြင်ဘူးအရင်တော့အဲ့ဒီမောကြီးဖြစ်ခါမှာပဲသူတို့ကနောက်ပိုင်းမှာကျွန်တော်တကယ်ကိုဟိုမရတော့ဘူးကျွန်တော်မောနေပြီဆိုခါမှာအဲ့ဒီအရေးပေါ်မောနေမောတဲ့နေ့စနေလားတနင်္ဂနွေလားမသိအဲ့ဒီတော့တယောက်မှဆေးရုံမပို့ အဲဒီကောင်ကလေကျွန်တော်အပူတိုင်းလိုက်တယ်တိုင်းလိုက်တော့မှကျွန်တော်တကယ်သက်ရှူကြန့်နေပြီလို့မရတော့ဆိုခါမှသူတို့ကအဲ့ဒါမှဆေးရုံပို့တာအဲ့ဒါမင်းကြီးတွေပါကြော်ပြမင်းကြီးမှလည်းတစ်ခေါက်စစ်သေးတယ်မင်းကြီးမှလည်းစစ်ပြီးတော့မှကျွန်တော်ဟုတ်ပြီအသက်ရှူတကယ်လည်းကြန့်နေရသွေးပရက်ရှာတွေအာသွေးဖိအားတွေတကယ်ကိုနည်းနေရတဲ့အတွက်ကျွန်တော်ပို့လိုက်တာပေါ့နော်ပို့ပြီးတော့မှဆေးရုံဆောင်ကိုကျွန်တော်အမှမြင်ဘူးလားအခုဆေးရုံဆောင်ကိုအခုမှမြင်ဘူးရေပေါ့အခုငန်းကြီးဒီဘက်ရောက်လာပြီနော်အခုလက်တလုံးအခုလက်ရှိအခြေအနေတို့လို့ချင်းအဲ့ဒါဆိုဂန့်ပြီလေ ်တော့တီးပြီးဆိုဆိုပြစ်ထားမှာဟုတ်ဟုတ်ဟာဟာရှေ့မှာဟိုတီးသွားတဲ့လူကြီးအားရှည်တယ်ဟုတ်တယ်ဟုတ်တယ်ပဲနော်ဟိုတော့ဆိုရှင်ကော်မတီတယောက်လိုတယ်ဟုတ်တယ်ဟုတ်တီးသွားတာနော်ဟုတ်တယ်ဟုတ်တယ်ပြစ်ထားတာဟုတ်တယ်အဟိုရပါတယ် easy ပါဆိုပြီးတော့ဘောမပေးဘူးဟုတ်ဟုတ်အဲဒါဒီကောင်နေရဲ့လုံး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 နေပဲကိုတို့ရင်းလူ78ရဲ့နောက်ပိုင်းထောင်ကြတော့မှလည်းပဲအဲ့တိုင်ပဲဟုတ်ကဲ့ကိုကဘူးယုံကန် โอเคอัตชินโมดอกูเลยอัตชินโมยงกันไปอัตชินမျိုးมาเปลี่ยนถั่วละโอเคโอเค2021ปีတော့ဟာငါဒီကပြီးเนาะคลีมาပဲဟောမခံနိုင်တော့ဘူးဆိုတော့ဒီကကိုပြီးလာတာအဲအကြောင်းအခုလို့တွေ့ရတာပေါ့เนาะဟုတ်โอเค